ကဲဘရီးစင်ကြီးပြောနေတဲ့အခါကျတော့ဒီငွေဝင်စရဲ့အစီအရင်လေးဘုအခုရက်ပိုင်းပေါ့နော်အခုလပိုင်းတလအတွင်းထဲမှာအလုပ်ဖြစ်နေတဲ့ငွေဝင်ရဲ့လေးကြောင်ပြောပြမယ်ငွေဝင်လားတကယ်လက်တွေ့လောက်တဲ့တကယ်ဝင်တာကိုတွေ့ရပါတယ်အဲတော့တကယ်ဝင်ဝင်စရဲ့ရေတရားတွေမှာအရင်တော့ကျွန်တော်ပြောခဲ့တဲ့ရေတရားတွေကျွန်တော်လုပ်တယ်ပေါ့နော်ဥမာဆိုကြပါစို့ဖျောင်းကိုနေစဉ်နေတိုင်းကတ်မဲ့ဖျောင်းနိုင်ရှိရတယ်ဖျောင်းနိုင်တော့ကိုဝယ်လိုက်တယ်ဝယ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ကမလုပ်လိုက်တယ်ဆိုတော့ဖျောင်းနိုင်စိမ်းအောင်ပဲဝယ်တယ်အမြဲတမ်းဖြူနဲ့စိမ်းနဲ့ပဲဝယ်တယ်ပေါ့နော်အစိမ်းအောင်ဖျောင်းနိုင်လေးတွေမှာ အဲကြောင့်သွားကြထွန်းအသက်လေးကြီးရှိရတယ်။သွားကြထွန်းအသက်ကလေးချွန်ချွန်လေးနဲ့ဓမ္မမို့အားနဲ့ချွန်ချွန်ရတယ်နော်။ချွန်ချွန်တစ်ခုနဲ့ရေးတာပေါ့။ဘာကြီးလဲဆိုကာကြီးရပလက်ငွေဝင်စီပါမပါငွေဝင်ပါစီမဟုတ်ဘူး။ကာကြီးပြီးရင်ရပလက်ငွေဝင်စီဆိုပြီးရေးတယ်။အားလုံးကိုရေးထားရတာကြိုးပြီးတော့အဲကိုကကတ်တဲ့စီဖရားကိုကတ်တဲ့ချိန်မှာအစင်းတင်စီပြီးပူဇော်ပြီးတော့ကတ်လို့ရတယ်။အဲ့တော့ငွေဝင်စီတဲ့ငွေလက်ခေါ်တဲ့ဟာကာကြီးရပလက်ငွေဝင်စီဆိုပြီးရေးပါတယ်။ ရပါတယ်နော်ရေးတဲ့ခါမှာဆရာဘက်ကဆက်ရမှာဆိုမိစာဘက်ကနေအဖက်ကိုဆင်းပါနော်မိစာဘက်ကနေဆက်မယ်ကာကြီးပြီးတော့ရပလက်ပြီးတော့ငွေဝင်စီဘာနဲ့ရေးရတယ်ဘောမယ်နဲ့ပဲချစ်ချစ်နော်ဒုတ်ကလေးတိတိနဲ့ချစ်ချစ်သွားကြထွန်းလေးလည်းပဲချစ်ချစ်တန်ညွန်လည်းပဲချစ်ချစ်လှုပ်ချင်တာချစ်ချင်တာလည်းချစ်ပါအော်ကာကြီးရပလက်ငွေဝင်စီဆိုပြီးတော့ရေးပြီးတော့ရေးထားတယ်ပေါ့ဖျောင်းနိုင်ဖျောင်းနိုင်မှာရေးပြီးတော့စီမီပူဇော်ပါတယ်အဲလိုဆွဆွမြင်းမြင်းလှုပ်ဖြစ်နေပါတယ်ဆွဆွမြင်းလှုပ်ဖြစ်နေပါတယ်နော်ကာကြီးရပလက်ငွေဝင်စီဆိုပြီးတော့ ဝင်ဝင်စီတော့အစီအယူမှာတခါလေးပြောင်းနိုင်မှာရေးထားပြီးတော့ဖះရှင်ကတ်လူပူဇော်ပါတယ်အဲ့ဒါလေးမြန်လို့ဖြစ်တယ်တောက်တွေကတ်တာတော့ဒီ9ချိန်တော့ခဏခဏပြောတဲ့အချိန်ပဲကတ်တယ်နောက်စီးဝါလက်လာပါတယ်တိုးတယ်မနက်9နာရီတခါညမနက်7နာရီတခါ10နာရီတခါ12နာရီတခါ2နာရီတခါ4နာရီတခါပေါ့ညအိတ်ခန်ဒီမှာတခါကတ်ချင်ကတ်ပါအော်6ခါပြောမှာပေါ့နော်အကလပါအဲ့ဒါဆိုရင်စီးပွားလက်လာပါတူပါတယ်ဒါကျွန်တော်လက်တွေ့နော်ကဲဟုတ်ပြီနောက်ထပ်နောက်တစ်ခုထပ်ပြောပါအောင်မယ်အော် ထပ်ပြောရရင်တော့ငွေဝင်စရာအခုတလောမှာကျွန်တော်နောက်လုတ်ဖြစ်တဲ့ငွေဝင်စရာတွေကအဲ့ဒါလုတ်လိုက်တာနဲ့ငွေရဝင်လာတာကိုတွေ့ရတယ်ဗျာနော်တခုတော့ရှိတာပေါ့ဗျာခဏခဏပြောသလိုပဲလက်ကလည်းလက်ပွင့်ဖို့အတွက်ကကျွန်တော်အင်္ဂါလေအင်္ဂါသားတွေကငွေကြေးကန်ကဒီလာမှလည်းကောင်းတယ်စက်တမ်ဘာလည်းကောင်းတယ်အောက်တိုဘာလာမှလည်းကောင်းတယ်ပေါ့နော် အဲ့ဒါကောင်းတဲ့ခါကျရင်ငွေကြီးလက်လာပါရင်ကျွန်တော်ခဏတိုင်တော့လဲငွေလက်တွေကောင်းတဲ့တွေပြရင်ငွေခေါ်တာလက်ခေါ်တာငွေဝင်စီတဲ့စီရင်တယ်လို့ပါလို့ကျွန်တော်ခဏခဏပြောလို့ကျွန်တော်လုပ်တယ်နော်ကျွန်တော်လည်းလုပ်ပါလေကျွန်တော်ပြည့်တဲ့ဟိုလည်းလုပ်စီကျင်တဲ့တို့ကြောင့်အခုထပ်ပြီးမျှဝေပေးတာပါဟိုခဏခဏဘရီစင်ကြီးကြီးပြောနေတို့ကြောင့်တရားပေါက်သွားမှကြောက်လို့ပါနော်တမထားလေးကောင်းပြီးတော့အဲထွက်ပေါက်သွားမှကြောက်လို့အခုအစီရင်လေး logi စီလေးတခုကိုအဲတခုမကတော့ဘူးပေါ့အခုတောင်မှတခုပြောပြီးသွားပြီနော်အဲ့တော့နောက်ထပ်အဲတခုပြောပြီးသွားပြီနောက်ထပ်၃ခုပြောပြအောင်မယ်ဟိုလက်တွေ့ဆန်းတာတွေနော်လက်တွေ့ဆန်းတာတွေပါ ကဲရှိရမှာဗာပဲရှိရမှာတော့ဆန်းဆန်းပြီးတော့ဖန်ခွက်တစ်ခွက်အဲ့ဖန်ခွက်တဲကိုထည့်ဖို့ဆန်းပြီးလို့ရှိလို့ရှိရင်တပြေညော့တညော့နော်ဈေးရောက်မကောင်းတဲ့တွေလည်းလုပ်လို့ရတယ်အိမ်မှာလည်းငွေခေါ်ချင်တဲ့တွေလုပ်လို့ရတယ်အဓိကတော့ဖောက်တယ်ပေါ့ဖောက်တယ်လေးခေါ်ချင်တဲ့တွေဘယ်ဆိုင်မဆိုလုပ်လို့ရတယ်ရွှေဆိုင်မဲ့ဆိုင်ဝေဆိုင်မဲ့စိန်ဆိုင်မဲ့ဖြစ်ဖြစ်အဲဒါမှမဟုတ်ရှင်စီယူးယူးဈေးဆိုင်မဲ့ဖြစ်စားတော့ကုံဆိုင်မဲ့ဖြစ်လို့ရပါပဲလိုတာဆန်ရယ်ဖန်ခွက်တစ်ခွက်ရယ်အပေညွတ်တညော့ရယ်ပတ်ဆက် 5000တော့မဟုတ်1000တန်းနော်5000တော့မဟုတ်1000တန်းလုတ်ပါလုတ်လို့ရအသက်လေးလေးဆိုမကောင်းတာပေါ့ကဲအဲ့ဒီခုနဆန်ရဲ့နောက်တစ်ခါဒီခုနပြောတပေညော့တညော့ရဲ့တပေညော့ဘာတပေဖြစ်ရအာဆီယံတပေလေးရရူရိုးတပေလေးရမြန်မာပြည်ရဲ့တပေရတပေအညော့ဆိုပြီးရောနော်အညော့ညော့အဲ့ဒါရဲ့အဲ့သုံးခုဆန်ရဲ့ပတ်ဆက်ရဲ့တပေညော့ရဲ့ရေမွေးလေးဆွမ်းမယ်ရေမွေးလေးဆွမ်းမယ်ရေမွေးလေးပေါ်ပါတယ်ဒီခကြီးတွေမှာလားတထောင်းလောက်ဆိုရင်ကောင်းကောင်းမွန်မွန်ဖြစ်နေပြီခုဆိုရင် အရန်နာမည်ကြီးတဲ့ brand နေတောင်ရတယ်အတုတွေအတုတွေပေါ့ဗျာအတုဆိုလိုပေမဲ့မတုအတုလို့မရှိပါဘူးကြီးဝေးမှာရေမွေးအစီနှစ်ကိုထဲတာနဲရနဲ့များတာပဲပေါ့တာပါနော်အဲ့ဒါပို့ပြီးတော့ခံလို့ခေါ်နေခနဲ့ရေမွေးဒီရေမွေးအစီပို့များအောင်ထဲထားတယ်ပေါ့ ရေမွေးစီဆိုမှန်းထုတ်တာမျိုးတွေပေါ့နော်ဒါပေမဲ့ဓာတုပစ္စည်းရဲ့များလာပါမှန်းမထုတ်အယ်ကိုဟောနဲ့ရောပြီးရေမွေးလှုပ်ထားတာဆိုတော့ပေါ်ပါလေကူပါနော်ရေမွေးတွေပေါ်ပါလေရေမွေးတမလင်းကတော့စောင်းထားမှာဖះမှလည်းမြေရေမွေးလေးပါလေဆွတ်ပေးပါတပီဘက်နဲ့လှူလို့ရှိရင်တပီဘက်ကရေရေမွေးဆွတ်ပြီးတော့လှူဖះအောင်နော်အင်္ဂါသားသမီးရဲ့တပီဘက်နဲ့မတည့်ဘူးဆိုတာရှိတယ်လေတို့ရဲအင်္ဂါသားသမီးရဲ့တပီဘက်လှူတယ်ဆိုလို့ရှိရင်ရေမွေးဆွတ်လိုက်ပေါ့နော်ဒါဆိုလို့ရှိအမွေးနဲ့တပါလေဟိုတပီဘက်လှူတာဖြစ်သွားတာပေါ့နော်ပြီးရေခုနဟာလေးဆက်ပြောပါအောင်မယ်စံရဲ့ တပေပိုင်းငွေ9000ရေကိုရင်းမွေးဆက်လိုက်ပါဆိုပြီးပြီလားဆိုပြီးပြီဆိုလို့ရှိရင်အခုပြောနေနေလိုက်လို့လည်းရတယ်နော်ဒါအမှတ်ထားပြီးတော့နောက်နေ့တိုင်းလို့နေ့တိုင်းတင်လောက်ထားလို့ရနွမ်းသွားရင်တပေပိုင်းနွမ်းရင်တော့ပြန်လဲရမယ်ပေါ့နော်အားပြီးလို့ရှိရင်ပတ်ဆက်ကိုဘာလုပ်ရမလဲဆိုတော့ရှိခောက်ဟောပေါ့ကျွန်တော်တို့ကတော်လေးပုံစံလုပ်လိုက်အလုံးညချဖြစ်မှာပါနော်ကတော်လေးချိုးချိုးတဲ့အခါမှာအငါဖင်အောင်ပြန်မပိတ်ပါနဲ့နော်ကတော်အပွင့်လေးပဲထားပါပေါ့နော်ကတော်ဆိုလို့ဒီအတိုင်းအပေါ်ကအကျယ်အဝအကျယ်မယ်အောက်ကအကျယ်မယ်ပေါ့နော်ပြီးရင်ဘာလုပ်ရမလဲဆိုတော့နံပါတ်1ဖန်ကွက်ထဲကို ဖန်ခွက်သေးကိုစံထည့်မယ်ခုနရေမွေးဆွတ်ထားတဲ့စံတွေကိုထည့်တဲ့အချိန်မှာဆိုတော့မှငွေများများပေါ်မှာစီဖောက်သေးများများလာပါစေငွေများများပေါ်မှာစီဖောက်သေးများများလာပါစေဖောက်သေးဆိုတဲ့နေရာမှာဘယ်ဖောက်သေးပြရတယ်ဟုတ်နော်အာစံရောက်တဲ့စံကိုလာဝယ်မဲ့ဈေးတယ်ဈေးတယ်ဆိုရင်ဈေးတယ်ကိုလာဝယ်မဲ့ဖောက်သေးပေါ့နော်သမင်းစာဆိုသမင်းလာဆောင်မဲ့ဖောက်သေးပေါ့အာပြီးလို့ရှိလို့ရှိရင်ကျန်တဲ့ရွှေစံငွေစံစိတ်စံဆိုတဲ့အဲ့လိုလာပြီးတော့ဝယ်ချမ်းမဲ့ဖောက်သေးတယ်ပေါ့နော်အဲ့ဒီစံကိုကျွန်တော်တို့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်စပွဲမှာအဲ့လိုလုပ်ပြီးတင်ထားလိုက်လို့ရှိရင်ဗီတာမင်တွေလာတာပေါ့နောက်ကဖုန်းကပ်ဝယ်တွေလာတယ်ဗျာ အဲ့လိုမျိုးပေါ့နော်ဒီစီရင်မျိုးပေါ့အဲ့တော့ဆန်ကိုရေမွေးဆွမယ်ဆွတ်ထားတဲ့ရေမွေးဆွတ်ထားတဲ့ဆန်လေးကိုခုနဖန်ခွက်တဲ့ဥထဲပါထည့်တဲ့အချိန်မှာငွေရီများများဝင်ပါစေဖောက်တဲ့များများလာပါစေစူတောင်းမျိုးထည့်ပါပြီးပြီဆိုလို့ရှိရင်9000တန်းတရောခုနခုနကရော့ပုံချိုးထားတဲ့9000တန်းကိုအလေတက်တက်မှာစိုက်လိုက်ပါဆန်လေးတွေထားစိုက်တဲ့အချိန်မှာလည်းငွေရီများများလာဝင်ပါစေဖောက်တဲ့များများလာပါစေစူတောင်းပါနော်ပြီးလို့ရှိရင်ကရော့အတွင်းထဲကနေပြီးတော့တပီတပီညွန့်လေးကို ရေမွေးစွန်းတဲ့တပိညိုလေးကိုထိုးထည့်လိုက်ပါအောက်ဒီဇန်နဲ့ဒီပေါ့နော်ဇန်နဲ့အဆုံးဒီလို့မလိုပါဘူးဟိုထောင်းနေရပြီပေါ့နော်ထောင်းနေရပါပြီအဲ့တော့ကြတော့ဒီတော့အဲ့တော့တပိညိုထိုးခြင်းမှလည်းဆူတောင်းပါဝေရင်များများရပါစေဖောက်တယ်ရများများလာပါစေဆိုဆူတောင်းပါဈေးလည်းရအောင်ကောင်းမငွေလည်းဝယ်ပါမယ်ဒါဆိုငွေဝေးစရာအစီရင်တစ်ခုပြီးသွားပါပြီအဲ့တော့အဲ့ဒါလေးလုပ်ကြည့်ပါနော်ကျွန်တော်တကယ်တကယ်စွမ်းလို့ကျွန်တော်ပြောတော့ကျွန်တော်တကယ်လုပ်နေတဲ့အရာတွေပါအဲ့ကေဆန်နဲ့ဆိုတော့ဆန်နဲ့နောက်ထပ်ရေလိုက်တစ်ခုထပ်ပြောမယ်ငွေဝေးစရာရေအဲ့လေး အမနဲ့ဆော့ဆော့မှလည်းနော်အဲ့တော့ဆရာကုနာတပေပန်းကအေးတပေပန်းလဲသွားလို့ရှိရင်တပေပန်းကိုထိုးမလုချင်တော့ဘူးဆိုလို့ရှိရင်စံဟိုစာလေးတွေကိုကျွေးနော်စံဟိုစာလေးတွေကျွေးမယ်တရိစံလေးတွေကျွေးမယ်ပေါ့နော်အဓိကစာလေးတွေကျွေးတော့ပကောင်းတာပေါ့အာကျွေးမယ်ပြီးလို့ရှိလို့ရှိရင်တပေပန်းညွှန်ရတာနှုတ်ပြုံမယ်ပေါ့နော်ဝင်ရတော့ကိုထက်အတကြီးတဲ့သူတွေကိုရဲ့မိပါတွေအဲ့တော့သီလရှင်တွေဖုန်ကြီးတွေကိုလှူလိုက်ပါ နောက်နောက်ဆုံးမလုံးချင်တော့ရင်ပြောနော်လုံးချင်တဲ့သူကတပီညုံလေးကိုပြန်လဲအစ်တလဲပေါ့ဆန်းအလဲစရာမလိုဘူးလေပတ်ဆက်လဲမလဲနဲ့လဲနိုင်တဲ့သူကလဲပေါ့ဗျာမလဲနိုင်ရင်မလဲနဲ့ပေါ့ပြီးလို့ရှိရင်တပီညုံလေးပဲလဲလဲလဲပြီးတော့ထိုးပေးတပီရေးဝေးလေးဆွပေးဆွပေးစိုက်တဲ့အချိန်မှာဆူတောင်းမင်းဝေးဦးပြန်ပြန်ပြီးခောက်ဆူတောင်းပြီးအားလုံးကိုရေးဝေးလေးဆွပေါ့နော်ဆွပြီးမှတစ်ခါပြန်လုပ်အစားအလုပ်တို့လုပ်ပေါ့ဒါဆိုနားလဲမထင်နဲ့နော် ကဲဟုတ်ပြီအခုငွေဝင်စရဲ့ရေတရားနှစ်ခုပြောပြီးသွားပါပြီလက်လာပါပွင့်စီငွေဝင်စရဲ့ရေတရားဖောက်တရီများများလာစေရေတရားငွေများများဝင်စေရေတရားနှစ်ခုပြောပြီးသွားပြီနောက်တစ်ခုနောက်တစ်ခုကျွန်တော်စမ်းနေရနောက်တစ်ခုပြောပြမယ်နော်နောက်တစ်ခုကဘာလဲဆိုတော့စံနဲ့ပဲဗျစံနဲ့ပဲလုပ်တယ်ဘယ်ဘက်လက်ဖွာသမုံညာဘက်လက်ဖွာကျွန်တော်ညာဘက်လက်ဖွာနဲ့လုပ်တယ်ညာဘက်လက်ဖွာတွေကိုစံထည့်လိုက်တယ်စံလက်တစ်စုပ်ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးလို့ရှိရင်လက်ကနေဆုပ်ပြီးတော့ဆူတောင်းတာဒီနေ့ငွေများများဝင်ပါစေဖောက်တရီများများလာပါစေငွေပေးမဲ့သူတွေလာပါစေဆူတောင်းတာနော် စုတုံးကစုတောင်းလိုက်တယ်ပြီးပြီဆိုလို့ရှိအဲ့ဟာကိုစာစာလေးရေးစားမယ်နေရာပစ်ကြွေလိုက်တယ်တကယ်ရထူဆန်းနော်တကယ်ရတာနော်တကယ်လုံနေတာကျွန်တော်တော့နှစ်လလောက်ရှိပြီတရားနော်ကဲနောက်တစ်ခုပြောမယ်အဲ့တော့လက်ပိတ်တဲ့သူတွေလည်းလုံလို့ရပါတယ်လက်ပိတ်တဲ့သူလုံပါဝင်ကန်ကောင်းတဲ့သူဆိုပို့လို့ပို့ဝင်တာပေါ့နော်ကိုကန်ပေးတဲ့လောက်ငွေတွေဝင်လာမှာပေါ့ကန်ပေးတဲ့လောက်ငွေတွေကန်အထောက်ကူဖြစ်အောင်လုပ်နေရတယ်အစီအစဆိုတာနော်နောက်တစ်ခုကကြတော့လေစံနဲ့ပဲကဲကျွန်တော်စံနဲ့သုံးခုပြောလိုက်ပြီစံနဲ့လုတ်တဲ့ရေတွေကနောက်တစ်ခုကပါလဲဆိုတော့ ခုနလိုပဲညာဘက်လက်ထည့်ကိုဆန်လက်တစုပ်ဆန်လက်တစုပ်ထည့်မယ်နောက်ပြီးတော့ပတ်စံ200ရန်လေးတရွက်လောက်ထည့်ခောက်လိုက်ခောက်ထည့်လိုက်အဲ့တော့လက်ဆက်လက်ထည့်မှာငွေရောဆန်ရောအဲဆုပ်ထားလိုက်ပြီးပြီဆိုရင်ဆုပ်ထားတာ300တောင်ခုနလိုပဲငွေရင်းများများဝင်ပါစေပောက်တဲ့များများလာစေငွေပေးမဲ့တွေများများလာပါစေငွေပေးမဲ့တွေများများလာပါစေငွေပေးတဲ့များများလာစေငွေများများဝင်ပါစေစသဖြင့်ကိုနှစ်သက်သလိုဆုတောင်းအဓိကတော့ငွေဝင်ဖို့နဲ့ဖောက်တယ်လေးလာဖို့ပေါ့နော်အဲ့ဆိုဆုတောင်းပြီးရင်လက်ကိုပြန်လိုက်ပြီးလို့ရှိရင်ခုနအတိုင်းပဲ ငွေတော့မုံမိုးပြီးရင်ပေးလိုက်လမ်းမှာတောင်းတဲ့သူတွေ့လို့ရှိရင်လှူလိုက်ပေါ့နော်အဲ့နေရာလမ်းဆိုတော့သိပြီလေမမောစရာမရှိတော့ဘူးပေါ့ဒီခေတ်ကနေရာလမ်းရှားနေပြီဟလားအဲ့တော့မလုပ်ရမလဲဆိုကျွန်တော်ဆန်ဦးတော့ထုံးဆန်တိုင်းစာလေးကြွေးပြအောင်ကြွေးစာလေးစားတာကြည်ပြီးပြီးတိဖြစ်ပို့တောင်းကောင်းတယ်ကုသိုလ်တရားရရနော်ငွေလေးတကယ်ဝင်ပါလေကဲကျွန်တော်အခုပြောလိုက်တဲ့ငွေဝင်စီတော့ဒီတစ်လအတွင်းမှာကျွန်တော်စမ်းသပ်နေတာနော်တစ်ပတ်အတွင်းမှာစမ်းသပ်တာရှိတစ်လအတွင်းမှာစမ်းသပ်နေအားလုံးဒီအောင်မြင်ပါလေ အခုပြောတဲ့ရေဒီယာလေးခုအစီရင်လေးခုပေါ့နော်အစီရင်လေးခုတေချာလောက်ပါတေချာလောက်ပါမပြောမရှိနဲ့နော်အဲ့တော့အော်တိုဘလာမှာကံကောင်းတဲ့နေ့နဲ့လေးခုဖြစ်တဲ့လေးခုမဟုတ်ပါဘူး9ရက်သားသမီးတွေ10ရက်သားမျိုးအကုန်လုံးဒီရေဒီယာကိုလုပ်ပေးပါငွေကြီးကောင်းကံကောင်းနေနေတဲ့သူတွေကငွေကြီးတွေလုံလိုက်ရင်ဝင်လာပါလိမ့်မယ်ဝိဒိကံမကောင်းတဲ့သူတွေကလည်းငွေမုံမိုးရတာမျိုးတို့တရင်ကြုံလေမုံမိုးရတာမျိုးလာကြတဲ့သူတွေပေါ်လာပါလိမ့်မယ်။အဲကြောင့်လုံးပြန်လုံးပါဒီစီရင်လေး